ကိုလံမင်းနဲ့ပတ်သက်ပြီးတင်ဒါတွေတိပြီးပြီလားမြမတွေကတမိုင်းကလေးကရှင်ကျင်းမှုကုံတွေရင်းနဲ့နိုင်ငံရေးကနေစတင်ပြီးယနေ့ခေတ်အထိအမှုပညာအာကစားလူမှုလှုပ်ရှားမှုတွေနဲ့နိုင်ငံတကာကိုခြေစပ်နိုင်ခဲ့တယ်ဆိုတာသိကြလားကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဦးတက်ဟာဆိုရင်နိုင်ငံတကာမှာမြမအတံကိုဖော်ထုတ်နိုင်ခဲ့တယ်လို့မြမအခစားတွေကလည်းအိုလံပစ်လိုပွဲတွေမှာပါဝင်လာပြီးအာဆီယံအခစားပွဲတွေမှာစုစည်းတွေရယူနိုင်ခဲ့တာတွေကရှေးအစဉ်ဆက်ထဲကရှိခဲ့တာပါအိုလံပစ်လို့ပြောလိုက်ရင် ။အိုလံပစ်မီးရှို့တိုင်ကိုပြင်းပြမိသူတွေလည်းရှိကြမှာဖြစ်တယ်လို့အလံအဖြူပေါ်မှာရောင်းစုံဆက်ဝိုင်း၅ခွင်းဆက်နေတဲ့ပုံစံနဲ့အောင်မြင်မှုအထိမ်းအမှတ်အဖြစ်ပေးအပ်တဲ့တန်လွင်ခတ်တရဖူကိုလည်းမြင်မိကြမှာပါ။ဒါအပြင်အိုလံပစ်မှာဝင်ပြိုင်ကြတဲ့အားကစားသမားတွေရဲ့ရဲရဲတောက်စိတ်တွေကိုမြင်ရရင်ကိုယ်နိုင်ဝင်ပြိုင်ကြစ်တွေလည်းဖြစ်မိကြမှာထင်ပါတယ်။ဆိုတော့အိုလံပစ်အကြောင်းလေးလိုက်ရင် DVU ထဲမှာအိုလံပစ်ပွဲကရှီခိဂရီလူမျိုးတွေစီကနေယနေ့ခေတ်အထိဘလို့စင်ကဲပြောင်းလဲလာတာလဲ။ ຫນွေနဲ့ສောင်းມາຈင်းပါတဲ့ Olympic ປွဲတွေကບາກວ່າຊາເລ Olympic မှာພິຄແດ່ອ ཉ င်းປ້ວຊຽກເກສາຍັດတွေກະບາຫຼີເລສາແດ່ອັນເຈັດတွေကိုຊື້ນິໄປຕໍ່ມາບາပြောຫຍັງ Olympic ສູ່ແດ່ນາມເກຊິນິບາ1900ລောက်ກະກຣີຫນັງແກ Olympia မျိုးມາກຣີລູမျိုးတွေလင်းနေတဲ့စင်စင်မပြုတ်လို့ရကနေအစာပြုတ်ပေါ်ပေါက်လာတယ်လို့ဆိုကြပါတယ်။ဇုနတ်ဖယားကိုပူဇော်ပသဖို့ကစားကုံအားကစားပွဲတွေကျင်းပခဲ့ကြပြီးအဲ့ဒီပွဲတွေကအိုလံပစ်ပွဲရဲ့တမိုင်းအစာဖြစ်ခဲ့တာပါ။ ရှေးဟောင်းအွန်လမစ်ပွဲတွေကနှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်တာမို့ဘယ်အချိန်မှဘလို့အကြမ်းကြမ်းကြောင့်ကျင်းပခဲ့ကြမှန်းတော့အတိအကျမသိရပါဘူး။ဒါပေမဲ့အွန်လမစ်ပွဲတွေနဲ့ပတ်သက်ပြီးဂရိလူမျိုးတွေမှာရှေးဟောင်းတန်တားတွေတခုရှိခဲ့ပါတယ်။အွန်လမစ်အားကစားပြိုင်ပွဲတွေကဂရိနိုင်ငံကနေအစပြုခဲ့တာကြောင့်ဂရိရဲ့နတ်ဖျားပုံမြင်ဆန်ဆန်တမိုင်းကြောင်းတွေနဲ့ဆက်နွယ်နေပါတယ်။ပုံမင်းဒီအများကြီးတွေကမှအများဆုံးလက်ခံသဘောတူထားတဲ့တမိုင်းကြောင်ကတော့ဇွန်းနဲ့မင်းကြီးရဲ့သားတော့ ။ Kia Clis ကဖခင်ရဲ့အောင်မြင်မှုတွေကိုကွန်ပျူတာကြောင့်အားကစားပြိုင်ခွင့်ကြီးတစ်ခုကိုကိုရိုင်းတိဆောက်ပြီးအားကစားပြိုင်ခွင့်တွေကိုကျင်းပခဲ့တာပါ။ Kia Clis ကသူ့ကိုရိုင်းလမ်းလျှောက်ပြီးအားကစားခွင့်ရဲ့အလျားကိုခြေလမ်း၄၀၀သတ်မှတ်ခဲ့ပြီးအဲ့ဒီအကွာအဝေးသတ်မှတ်ချက်ကတင်ချပါတာရက်မှာအကွာအဝေးယူနစ်တစ်ခုဖြစ်ခဲ့တယ်လို့ဆိုထားကြပါတယ်။အဲ့ဒီအကစားပွဲကြီးရဲ့အချိန်ကာလက BC 900စုနဲ့600စုအတွင်းမှာပါဒါပေမဲ့တမိုင်းမှတ်တမ်းတွေအရအိုလံပစ်ပြိုင်ပွဲတွေကိုဂရိနိုင်ငံတွေမှာစတင်ကျင်းပခဲ့တဲ့အချိန်က BC 986ခုနှစ်ဖြစ်ပါတယ်။တန်လင်ခတ်တရဖူကအိုလမစ်ပြိုင်ပွဲရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်ပြီးအနိုင်ရသူတွေကိုငြိမ်းချမ်းခြင်းအထိမ်းအမှတ်ဖြစ်အဲ့ဒီတန်လင်ခတ်တရဖူနဲ့ဂုံပြူတဲ့အလေးထားရှိခဲ့ပါတယ်။အိုလမစ်အကစားပွဲဆိုတာကအပြည်ပြည်ဆိုင်ရာကနေဝင်ရောက်ရှင်ပန်းကြတာဖြစ်ပြီးတော့အကစားနည်းမျိုးစုံပါဝင်တဲ့ကစားပွဲကြီးတစ်ခုပါ။ဆိုတော့အိုလံပစ်အကစားပွဲကိုကာလအပိုင်းအခြားနှစ်ခုနဲ့ရှင်တွဲမြင်ရပါမယ်။အဲ့ဒါတွေကအပေါ်မှာပြောခဲ့သလို ဂရိလူမျိုးတွေရဲ့မူလပထမရှေးဟောင်းအိုလံပစ်ပွဲနဲ့ယနေ့ခေတ်လိုနိုင်ငံတကာကနေပါဝင်ရှင်ပြိုင်ကြတဲ့ခေတ်သစ်အိုလံပစ်အကစားပွဲတွေပါပထမဦးဆုံးခေတ်သစ်အိုလံပစ်ပွဲကို1896ရောက်တဲ့အခါဂရိနိုင်ငံအီတီမြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်ခေတ်သစ်အိုလံပစ်အကစားပွဲတွေမှာလွေရာသီအိုလံပစ်ပွဲတော်နဲ့ဆောင်းရာသီအိုလံပစ်ပွဲတော်ဆိုပြီးရှိတာပါပါရာလံပစ်နဲ့လူငယ်အိုလံပစ်ပြိုင်ပွဲတွေကလည်းခေတ်သစ်အိုလံပစ်ပြိုင်ပွဲတွေရဲ့တစိမ့်တစိမ့်သာဖြစ်တယ်လို့ပြောရမှာပါ ဆက်ရရင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ ICO ကို1894မှာပြင်သစ်လူမျိုးဘာရွန်ဒဲကူဗာတင်ကစတင်တည်ထောင်ခဲ့ပါတယ်။သူကကမ္ဘာတဝန်းမှာရှိတဲ့အပျော်ရန်အာကစားသမားတွေကိုပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်စီနေတာပါ။ဒီလိုနဲ့ကမ္ဘာနိုင်ငံအသီးသီးကနေအာကစားနည်းတွေထည့်သွင်းခြင်းပါလာရင်အာကစားနည်းအများအပြားပါဝင်လာပါတယ်။အိုလံပစ်ပွဲတော်ရဲ့အကြီးအကဲဆောင်ပုဒ်က CDS, RDS, 40S ပုံမြန်ပုံမြင့်ပုံတန်ဖြစ်ပါတယ်။ ဒီလိုကမ္ဘာကအလေးထားရတဲ့အိုလံပစ်ပွဲတော်ကြီးကနာမည်ကုန်သတင်းတွေအပြင်နိုင်ငံရေးဆန္ဒပြမှုတားမြစ်ဆေးတုံ့ဆွဲမှုအကြမ်းဖက်မှုစတဲ့အစဉ်ကုန်မှုတွေရင်ဆိုင်ခဲ့ရပါသေးတယ်။ဒါပေမဲ့ကူဖာတင်လက်ထက်ကနေစပြီးဒီပြဿနာတွေကိုအရှုံးမပေးဘဲနဲ့ဖြေရှင်းလာတာမဟုတ်လို့အခုချိန်ထိအိုလံပစ်ကော်မတီကတည်ရှိနေတာပါ။19ရာစုနောက်ပိုင်းနဲ့20ရာစုအစကနေစတင်ပြီးအာကစားနည်းကိုစားပြုတင်ငေတာတွေနဲ့စံပုတ်စာရမ်းတွေကိုထည့်သွင်းအသုံးပြုလာကြပါတယ်။ ရိုးရရင်ကြီးမှုတွေကိုလည်းဖွင့်ပွဲနဲ့ပိတ်ပွဲအခမ်းအနားတွေမှာပွဲတော်ကျင်းပတဲ့အင်ရှင်နိုင်ငံတွေကနေဖော်ထုတ်တင်ဆက်ကြပါတယ်။နှစ်ပေါင်း1500ကျော်တင်မြှုပ်နေတဲ့အိုလံပစ်ပွဲကိုပြင်သစ်လူမျိုးကူဖာတင်ရဲ့စူးစမ်းဆွမ်းဆောင်မှုနဲ့ပြန်လည်ဖော်ထုတ်နိုင်ခဲ့တာမို့1894ခုနှစ်ဇွန်လ23ရက်နေ့မှာအပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကိုစတင်တည်ထောင်နိုင်ခဲ့ပြီးတော့ခေတ်သစ်အိုလံပစ်စီမင်းတွေကိုလည်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အိုလံပစ်စီမင်းတွေကိုပြောရရင်အိုလံပစ်ပွဲတော်ကို လင်းနေတဲ့ချိန်ကျမှကျင်းပပြုလုပ်ရပါမယ်။ပါဝင်ရှင်ပြိုင်တဲ့အာဂသသမားတွေကကျေးစားတွေမဖြစ်ရပါဘူး။ဝါသနာပါလို့အပျော်ရမ်းရှင်ပြိုင်သူတွေကဖြစ်ရပါမယ်။လူမျိုးမင်းရှင်ပြိုင်နိုင်ခွင့်ရှိရပါမယ်။အိုလံပစ်ပွဲတိုင်းကိုအပိပိဆိုင်ရာအိုလံပစ်ကော်မတီကကြီးမှုကျင်းပရမှာဖြစ်ပြီးတော့အပိပိဆိုင်ရာအိုလံပစ်ကော်မတီကိုမြို့တော်တစ်ခုခုမှာမြို့တော်တရားသူကြီးချုပ်ဒါမှမဟုတ်မြူနစ်စပယ်ဩဂတ်တားရဲ့တောင်းဆိုမှုအရာအပိပိဆိုင်ရာအိုလံပစ်ကော်မတီကရွေးချယ်ရမှာပါ။ အားကစားပွဲတော်ကိုယာတီအလိုက်ကျင်းပပြုလုပ်ပေးရမှာဖြစ်ပြီးတော့နိုင်ငံတိုင်းမှာအမျိုးသားအိုလံပစ်အသင်းကနေပြိုင်ပွဲတွေကိုဦးစီးကျင်းပပေးရမှာပဲဖြစ်ပါတယ်။နိုင်ငံရဲ့အားကစားစိတ်ဓာတ်ကိုတိုးမြင့်ပေးရမှာဖြစ်ပြီးတော့ပြိုင်ပွဲဝင်ပြိုင်သူတွေကဇာတိနိုင်ငံကိုသာကိုစားပြုရမှာပါ။ဆိုတော့အိုလံပစ်အလံကအားလုံးတိကျတဲ့အတိုင်းအဖြူကံမှာအဖြူကံပေါ်မှာဂွင်းချင်းဆက်နေတဲ့စဝိုင်း၅ခုရှိရပါမယ်။စဝိုင်းကွင်းတွေရဲ့အကြောင်းကအပြာ၊အဝါ၊အနက်၊အစိမ့်နဲ့အနီရောင်ဖြစ်ရပါမယ်။ ဇဝိုင်းငါးခွင်းဆက်နေရဆိုတာကကဘာတိုက်ကြီးတွေကိုရည်ရွယ်တာဖြစ်ပြီးတော့တိုက်ကြီးငါးတိုက်ရဲ့စီးလုံးညီညွတ်တာကိုဖော်ပြတာပါ။အိုလံပစ်လို့ပြောလိုက်တာနဲ့လူတော်များများကအိုလံပစ်မီရှူတိုင်ကိုပြင်မိမိကြမှာပါ။အိုလံပစ်မကျင်းပခင်မူလပွဲတော်ကျင်းပနေရဖြစ်တဲ့ဂရိနိုင်ငံအေသင်မြို့အိုလံပီယာတောင်ကုန်းပေါ်မှာအဆက်မပြတ်တောက်လောင်နေတဲ့မီရှူတိုင်ကနေထုံးညီကူးယူရတာပါ။ ိုလံမစ်မိရှူတိုင်ကိုကျင်းပတဲ့နေရာစီလက်ဆင့်ကန်တက်ဆောင်ပြီးတော့ပွဲကျင်းပတဲ့အထူးကအားကစားကွင်းမှာပွဲမပြီးမချင်းထုံညှိထားရမှာပါ။မိငိမ့်မတော်စီဖို့လည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါအပြင်ဒီအိုလံမစ်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့အားကစားသမားတွေရဲ့တစ္ဆာအထိတ်ချံကကျွန်တော်တို့ဟာအိုလံမစ်ပွဲတော်ကြီးမှာအားကစားစိတ်နဲ့အပြည့်နဲ့ပါဝင်ရှင်ပြိုင်ပါမယ်။အိုလံပစ်ပွဲတော်ကချမှတ်ထားတဲ့စီးမင်းတွေကိုလိုက်လာပါမယ်။အာဂါသာသမားတအူးအနေနဲ့ရှီတင်ရှီထိုက်တဲ့အာဂါသာစီတဲ့နဲ့နိုင်ငံတော်ရဲ့ခုံသိက္ခာနဲ့အောင်မြင်မှုကိုမြှင့်တင်ပေးပါမယ်။ နောက်ထပ်အနေနဲ့အိုလံပစ်ပွဲကိုဂျာတီနှစ်ခုမှကျင်းပကြတာလို့ပြောရမှာပါအဲ့ဒါကလူရသည်ပွဲနဲ့ဆောင်းရသည်ပွဲပါလူရသည်နဲ့ဆောင်းရသည်အိုလံပစ်ပွဲတွေကြားကအဓိကကွာခြားချက်ကိုပြောရရင်လူရသည်အိုလံပစ်ပွဲတွေကိုဇူလိုင်လဒါမှမဟုတ်ဩဂုတ်လမှကျင်းပကြတာပါဆောင်ရသည့်အိုလံပစ်ပွဲတွေကိုတော့ဖေဖော်ဝါရီလမှာကျင်းပကြတာဖြစ်ပါတယ်။ဒီလိုအိုလံပစ်ပွဲတော်တွေကိုကျင်းပဖို့အရှင်နိုင်ငံရွေးချယ်တဲ့အခါမှာလေလူရသည့်အိုလံပစ်ပွဲတွေကိုအာဂါစာကွင်းနေနဲ့ရေကူးကန်တွေလိုနေရာတွေမှာကျင်းပကြတာမို့ ရာသီဥတုမတူညီတဲ့မျိုးတွေကအင်ရှင်ဖြစ်ကြရပါတယ်။လူရာသီအိုလံပစ်ပွဲတွေမှာပြေးကုန်ပြေး၊ရေကူး၊ဂျွန်ပါဘောလုံးနဲ့ဘတ်စကတ်ဘောလိုအကစားတွေပါဝင်ပါတယ်။2024လွေရာသီအိုလံပစ်ပွဲမှာဆိုရင်ပွဲပေါင်း34ခုနဲ့အကစား32မျိုးပါဝင်ခဲ့တာပါ။ဆောင်းရာသီအိုလံပစ်ပွဲတွေအကြောင်းပြောရရင်နှင်းလျှောစီ၊စနိုးဘုတ်စီ၊ရေခဲပြင်ဟော်ကီ၊စကိတ်စီနဲ့ဘော့စလေးလိုအကစား15မျိုးလောက်ပါဝင်ပါတယ်။လွေရာသီအိုလံပစ်ပွဲတွေကကမ္ဘာနိုင်ငံတွေနဲ့ အင်္ဂါသမားတွေကိုပို့ဆွဲဆောင်နိုင်ပြီးနိုင်ငံပေါင်း206နိုင်ငံကျော်ပါဝင်တာပါပုံမှန်ဆိုသလိုအခြားနေရာဒီပွဲတွေမှာလည်းကမ္ဘာပြိတက်ကပိုများပါတယ်ဆောင်းရာဒီအိုလံပစ်ပွဲတွေကတော့နိုင်ငံအရေးအတွက်နေပါပြီး62နိုင်ငံလောက်သာပါဝင်တာမို့နေရာဒီအိုလံပစ်ပွဲနဲ့ရှင်ရင်ပြိတက်နေတယ်လို့ပြောရမှာပါဆိုင်ရာဒီအိုလံပစ်ပွဲတွေကိုတော့နှင်းနဲ့ရေခဲအကစားအတွက်တင့်လျော်တဲ့ဆိုင်ရာဒီရှိတဲ့အင်ရှင်မျိုးတွေလိုအပ်ပြီးတောင်တန်းဒေသတွေမှာကျင်းပကြတာပါ အရှင်ကတော့နွေရာသီနဲ့ဆောင်းရာသီအိုလံပစ်ပွဲနှစ်ခုလုံးကိုလင်းနှစ်တစ်ကြိမ်ကျင်းပခဲ့ပေမဲ့အခုချိန်မှာတော့နှစ်နှစ်တစ်ကြိမ်အိုလံပစ်ပွဲရှိစေဖို့ရည်ရွယ်ပြီးတော့အလှည့်ကျင်းပပါတယ်။ဒီအပြောင်းအလဲကို1994ခုနှစ်ဆောင်းရာသီအိုလံပစ်ပွဲကနေစတင်အကောင့်တွေပေါ်ခဲ့တာဖြစ်ပြီးတော့အချိန်စရာအငင်းပွားမှုတွေကိုရှောင်ရှားဖို့နဲ့အားကစားသမားတွေစီစဉ်သူတွေအတွက်အဆက်မပြတ်တဲ့အခြေအနေကိုဖန်တီးနိုင်မှုဖြစ်ပါတယ်။ထူးခြားတဲ့အချက်ကိုပြောရရင်ကျမတို့မြန်မာနိုင်ငံကလည်းဒီကမ္ဘာအိုလံပစ်ပွဲမှာပါဝင်ခဲ့တာပါ။ 1936မှာဆိုရင်ကမ္ဘာအိုလံပစ်ကိုမြန်မာနိုင်ငံကဦးစော်ဝေးကအလေးမအားစားနည်းနဲ့ပါဝင်ရှင်မြန်ခဲ့ပေမဲ့သူ့ဂျုံဘဝကြောက်ရွံ့နေခဲ့တာကြောင့်မြန်မာနိုင်ငံသားအဖြစ်နဲ့ပါဝင်ရှင်မြန်ခွင့်မရှိဘဲနဲ့အိန္ဒိယနိုင်ငံသားအဖြစ်သာပါဝင်ရှင်မြန်ခဲ့ရတာပါ1948ခုနှစ်ဒုတိယကမ္ဘာစစ်အပြီး14ချိန်မြောက်ကမ္ဘာအိုလံပစ်ပွဲကိုအင်္ဂလန်မှာကျင်းပခဲ့တဲ့အချိန်မှာမြန်မာနိုင်ငံကလွတ်လပ်တဲ့ပြည်အောင်စုနိုင်ငံတော်အလံကိုလွှင့်ထုတ်ပြီးကမ္ဘာအိုလံပစ်ပွဲတော်မှာလွတ်လပ်တဲ့ပြည်အောင်စုမြန်မာနိုင်ငံအဖြစ်စတင်ရှိပြိုင်ခဲ့တာပါ 1948ခုနှစ်ကမ္ဘာအိုလံပစ်ပွဲတော်မှာပထမအဆုံးဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့မြန်မာအားသားသမားတွေကတော့စိန်ဖေပြီးခုန်ပြမီတာတရားမျိုးတက်စောဟာတီဘောက်စင်ဝင်းမောင်ကျော်ရင်အလေးမဖြစ်ပါတယ်မြန်မာလက်ဝိသမားမျိုးတန်းက first round မှာကနေဒါချန်ပီယံကိုအနိုင်ရရှိခဲ့ပြီးတော့ကမ္ဘာအိုလံပစ်ပွဲတော်မှာပါဝင်ရှင်မြိုင်ခဲ့တဲ့မြန်မာနိုင်ငံသားတယောက်ရဲ့ပထမအဦးဆုံးနိုင်ပွဲဖြစ်ခဲ့တာပါ။ဒါပေမဲ့ second round မှာတော့ရှုံးနေခဲ့တာမို့လို့ဆုတော့မရခဲ့ပါဘူး။1982ခုနှစ် မြူးနစ်အိုလံပစ်မှာလည်းမြန်မာဘောလုံးအသင်းကပါဝင်ဆေးစွမ်းပြခဲ့ပါတယ်မြန်မာအသင်းမှာဆိုရင်ကိုသမအောင်တင်ခန့်စစ်မှာမောင်တင်မောင်နဲ့စိန်တင်တိုက်စစ်မှာမောင်ဝင်းနဲ့စိုးတန်းတို့ပါဝင်ခဲ့ပါတယ်အဲ့ဒီပွဲအတွင်းဩဂတ်လ28ရက်နေ့မှာမြန်မာကဆိုဗီယက်ယူနီယံနဲ့ရှင်ပိုင်ခဲ့ရတာပါဗီတာကိုလိုတော့ကဒုတိယပိုင်းမှာဂိုးသွင်းခဲ့တာကြောင့်ဆိုဗီယက်ကမြန်မာကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်ဩဂတ်လ30ရက်နေ့မှာတော့မက္ဆီကိုနဲ့ရှင်ပိုင်ခဲ့ရပါတယ် အဲ့ဒီပြိုင်ပွဲမှာလည်းမြန်မာကမက်ဆီကိုကိုတကိုးကိုမရှိနဲ့ရှုံးနေခဲ့ပေမဲ့မြန်မာကပွဲအများစုမှာခံစစ်ကိုကောင်းကောင်းထိနိုင်ခဲ့ပြီးတော့နောက်ဆုံးအချိန်မှာတစ်ဖက်အသင်းကိုခိုးပေးခဲ့ရတာပါစတေမာတရက်နေ့မှာဆူရန်နဲ့ရှင်ပြိုင်ခဲ့ရပြီးမြန်မာအသင်းကနှစ်ကိုးကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်ဆူရန်ကိုအနိုင်ရတာကမြန်မာရဲ့ခံနိုင်ရည်နဲ့တိုက်စစ်ကောင်းမှုမျိုးကိုပြသနိုင်ခဲ့တာမို့လို့ပြိုင်ပွဲတစ်လျှောက်မှာအာခစားစိတ်တဲ့အတွက် fair play ဆုကိုရခဲ့ပါတယ်ဆိုရရင်ဒီမြူနစ်အိုလံပစ်ပွဲမှာအသင်း16သင်းပါဝင်ခဲ့တာပါ စောက်တင်ထဲမှာမြန်မာကအဆင့်ကိုဖြစ်ခဲ့တာမို့တကယ်ကိုခွင့်ယူစရာဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီအိုလံပစ်ကမြန်မာရဲ့ကောင်းမွန်တဲ့အရေးအချင်းကိုပြတ်တက်နိုင်ခဲ့ရလို့ဆိုရပါမယ်။ဒီမျိုးနဲ့အိုလံပစ်နဲ့ပတ်သက်ပြီးတော့ကြောက်မက်ဖွယ်အဖြစ်အပျက်တစ်ခုလည်းရှိခဲ့ပါတယ်။အဲ့ဒါကစက်တင်ဘာ9ရက်နေ့မှာပါလက်စတိုင်းအကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ Black September ရဲ့အဖွဲ့ဝင်10ဦးကအိုလံပစ်ရွာကိုဖောက်ထွင်းဝင်ရောက်ခဲ့တာပါ။ သူတို့ကအစ္စရေးအားသမားတွေနဲ့နီးပြားတွေရဲ့တိုက်ခန်းကိုပစ်မှတ်ထားခဲ့ပါတယ်။အကြမ်းဖက်သမားတွေကအစ္စရေးရဲ့အားသမားနှစ်ဦးကိုတပ်ဖြတ်ခဲ့ပြီးတော့တန်ကိုးဦးကိုတော့တစားကန်အဖြစ်နဲ့ဖမ်းဆီးခဲ့ပါတယ်။ဒီလိုလုပ်ရတဲ့အကြောင်းရင်းကအစ္စရေးနဲ့အနောက်ဂျာမနီမှာဖမ်းဆီးခံထားရတဲ့ပါလက်စတိုင်းအကျဉ်းသားတွေကိုလွှတ်စေချင်တာကြောင့်ပါ။ဒီစစ်စီရင်ကြောင့်အစ္စရေးတစားကန်9ဦးလုံးအပြင်ဂျာမန်ရဲရာရှိ2ဦးပါတေဆုံးခဲ့တာပါ။အကြမ်းဖက်သမား10ဦးထဲကလည်း3ဦးကိုဖမ်းမိခဲ့ပေမဲ့9ဦးကတော့တေဆုံးခဲ့ပါတယ်။ဒီဖြစ်ရပ်ကကမ္ဘာကိုတုံ့လောက်စေခဲ့တာမို့မြူနစ်အိုလံပစ်က ကအိုလံပစ်သမိုင်းကြောင်းမှာအချိန်မဲကြီးတစ်ခုဖြစ်ခဲ့တယ်လို့ဆိုရပါမယ်။ဆိုတော့ယနေ့ခေတ်မှာဆိုရင်အိုလံပစ်ပွဲတွေကအားကစားပြိုင်ပွဲဆိုတာထက်ပိုပါတယ်။ဈေးကွက်စီးပွားရေးချဲ့ထွင်ပြီးတော့ယဉ်ကျေးမှုနဲ့ချိတ်ခင်ရင်းနှီးမှုတွေပေါင်းစပ်တဲ့ပွဲလို့ဆိုရမှာပါ။ကမ္ဘာနိုင်ငံတွေကသူတို့နိုင်ငံရဲ့အဆင့်အတန်းကိုပြသဖို့အပြင်အားနည်းနေတဲ့နိုင်ငံတွေထွန်းလင်းတောက်ပဖို့နဲ့အားပေးသူပြည်သက်တွေအတွက်စံချိန်ကိုချိုးဖြတ်ပြဖို့အခွင့်အရေးတစ်ခုပါ ဦးစိန်ဘော့ချ်ရဲ့လျင်းစစ်လိုမြန်တဲ့အပြင်းလုံးနဲ့ဆိုင်မွန်ဘိုင်းစ်ရဲ့မြေဆွေးရောက်ကိုစန့်ကျင်တဲ့လှည့်ကွက်တွေကအိုလံပစ်ရဲ့ကြီးကြပ်ခံရတဲ့ပြကွက်တွေပါ စကားမဆက်ဒီဗီဒီယိုကိုစပွန်ဆာပေးရတာကတော့ရွှေနှုတ် application ပဲဖြစ်ပါတယ်။ရွှေနှုတ် application ဆိုတာကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်းများစွာကိုမိနစ်30အတွင်းမှာစာနဲ့ရုံအတန်နဲ့ပါမြန်မာလိုအနည်းချုပ်ဖတ်ရှုနားထောင်လို့ရတဲ့ application ပဲဖြစ်ပါတယ်။ရွှေနှုတ် application ကိုစံသုံးကြည့်တဲ့သူတွေအတွက်လည်းအခမဲ့စာအုပ်စာရုပ်ကိုဖတ်ပြီးသွားပြီဆိုရင်တော့ရွှေနှုတ် Facebook page မှာ၄၀ရာခိုင်နှုန်း short scene နဲ့ match လအတွင်းမှာအခုပဲဝယ်ယူလိုက်ပါ။အကြောင်းအရာကိုပြန်ဆက်ရရင်အိုလံပစ်အကစားပွဲရည်နဲ့ပတ်သက်ပြီးတမိုင်းတခြားအငင်းပွားပွဲရာကိစ္စရပ်တွေရှိခဲ့ပါတယ်။ အဲ့ဒါကတော့ပွဲမှာအကားသားသမားတွေကတိုင်းပြည်စည်းတွေတုံးဆဲခဲ့တာပါ1988ခုနှစ်ဆိုမျိုးမှာကျင်းပခဲ့တဲ့အိုလံပစ်ပွဲအတွင်းမှာအပြေးသမားဘန်ဂျွန်ဆင်ဟာစတာနိုဇိုလို့ခေါ်တဲ့စတီရိုက်ဆီတုံးဆဲတာကိုစစ်ဆေးတွေ့ရှိခဲ့တာမို့သူ့ရဲ့ရွှေဈေးကိုပြန်သိမ်းခဲ့ပါတယ်သူတုံးခဲ့တဲ့အဲ့ဒီဈေးကကြက်သားလေးကိုတန်မာစီပြီးတော့မြန်မြန်နဲ့ recovery ဖြစ်စေရဲ့ဈေးပါဒါပေမဲ့ဘန်ဂျွန်ဆင်ကသူကကြောက်ချခံရတာဖြစ်ကြောင်းပြောဆိုခဲ့တာပါ တကယ်တော့သူ့ရဲ့နီးပြ Charlie Francis က1981ခုနှစ်ထဲကဂျွန်ဆင်ကို Steroid Series ပေးနေခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကြောင့်ဂျွန်ဆင်ကအကစားလောကကနေနှစ်နှစ်ပြေပင်ခံခဲ့ရပါတယ်။1992ခုနှစ်မှာအကစားလောကကိုပြန်ဝင်မှုစ조사ခဲ့ပေမဲ့1993ခုရောက်တဲ့အခါစစ်သည်ချက်က positive ပဲပြနေတာကြောင့်ကနေဒါပြေးကုန်ပြအဖွဲ့ချုပ်ကတသက်တာပြေပင်လိုက်ပါတယ်။ ဒါအပြင်အမေရိကန်အပြေးသမားမာရီယန်ဂျုံးစ်ကလည်း2000နှစ်ဆစ်ဒနီအိုလံပစ်မှာစတီရိုက်30ကျောင်းဝင်ခံခဲ့တာကြောင့်သူ့ရဲ့ရွှေစိတ်တွေကရုပ်သိမ်းခံခဲ့ရတာပါ။နောက်ထပ်အနေနဲ့နိုင်ငံရေးနဲ့လူမှုရေးအငြင်းပွားမှုတွေလည်းရှိခဲ့ပါတယ်။ပြောရရင်1936ဘာလင်အိုလံပစ်ကနာဆီအစိုးရရဲ့အာရီယန်လူမျိုးကြီးမြတ်မှုကိုမြှင့်တင်ဖို့ဝါရဖြန့်ချီရေးကိရိယာတစ်ခုဖြစ်ခဲ့တာပါ။ 1968မက်ဆီကိုစီးတီအိုလံပစ်ပွဲမှာဆိုရင်လေဘလက်ပါဝါအလေးပြုမှုဟာအားကစားသမိုင်းနဲ့အရက်ဖွဲ့အခွင့်အရေးလှုပ်ရှားမှုနှစ်ခုလုံးမှာအရေးပါတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့တာပါဒီအိုလံပစ်ကျင်းပနေတဲ့အောက်တိုဘာ16ရက်နေ့မှာဆိုရင်မီတာနေရအပြေးပြိုင်ပွဲရဲ့စုပေးပွဲအခမ်းအနားအတွင်အမေရိကန်အားကစားသမားတိုမီစမစ်နဲ့ဂျွန်ကာလို့စ်တို့ဟာအမေရိကန်ပြည်ထောင်စုမှာလူမျိုးရေးခွဲခြားဆက်ဆံမှုနဲ့ဖိနှိပ်မှုကိုစန့်ကျင်တဲ့အပြုမှုကိုလှုံ့ဆော်ခဲ့ကြတာကြောင့်ပါဘလို့မျိုးလဲဆိုရင်ရွှေဒီစိမ့်စုရရှိခဲ့တဲ့စမစ်နဲ့ ကျင်းစင်းစုရရှိခဲ့တဲ့ Carlos တို့ကအမေရိကန်နိုင်ငံတော်သချင်းဖွင့်ချိန်မှာအနက်ရောင်လက်အိတ်ကိုဝစ်စင်ထားတဲ့လက်တီးတစ်ဖက်စီကိုမှတ်ပြခဲ့တာပါ။ Smith ကအနက်ရောင်ပေါ်ဝါကိုလဲပေးမှပတ်ထားပြီးလူမယ်ရီကိုဂုံပြူခဲ့တာပါ။ Carlos က အာဖရိကန်အမေရိကန်တွေရဲ့ကျိုးပေးတပြက်ခံမှုကိုကိုစားပြုတဲ့ပလဲလဲဆွဲကိုဝစ်စင်ထားခဲ့ပါတယ်။နောက်ဦးစလုံးကအာဖရိကန်အမေရိကန်စင်းရဲမွဲတေမှုကိုမိမောင်းထုတ်ပြဖို့ဖနှက်မပါဘဲအနက်ရောင်ခြေအေးကိုဝစ်စင်ထားခဲ့ကြတာပါ။ဆိုတော့သူတို့ရဲ့လက်ရက်ကအငင်းပွားဝယ်ရာဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့လူမျိုးရေးခွဲခြားဆက်ဆံမှုကိုစန့်တင်တဲ့သူရဲကောင်းတွေအဖြစ်အတိမတ်ပြုခံခဲ့ရပါတယ်။ 2014ခုနှစ်ဆိုချီအိုလံပစ်ဟာဆိုရင်ရုရှားရဲ့ LGBTQ+ စံကျင်ရေးဥပဒေတွေနဲ့များပြားလာတဲ့ကုန်ကျစရိတ်တွေကြောင့်ဝေဖန်ခဲ့ပါတယ်။2000ခုနှစ်ဆစ်ဒနီအိုလံပစ်ပွဲမှာလည်းတရုတ်အားသာသမားဂျောင်ဖန်ရှောင်းကအသက်လိမ်ပြီးပြိုင်ပွဲဝင်ခဲ့တာမို့အသင်းရဲ့ဂျင်းစိတ်ကရုတ်တင်းခံခဲ့ရပါတယ်။ဒါနဲ့အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေထဲမှာနာမည်ကျော်ဘောလုံးသမားနေမာနဲ့မက်ဆီဖန်တွေပါကြလာဒီအိုလံပစ်ဘောလုံးပွဲတွေမှာဆိုရင်ဘရာဇီးကစားသမားနေမာက 2016ခုနှစ်ရီယိုဒီဂျနေတိုအိုလံပစ်မှာရွှေစည်းစုရရှိခဲ့ပါတယ်။2008ခုနှစ်ပေကျင်းအိုလံပစ်မှာဆိုရင်လည်းအာဂျင်တီးနားကစားသမားမက်ဆီကရွှေစည်းစုရခဲ့ပါတယ်။ပြီးခဲ့တဲ့2024ပဲရစ်အိုလံပစ်ပွဲကလည်းကမ္ဘာတဝန်းကပရိသတ်တွေကိုမမေ့နိုင်စရာအခိုက်အတန့်တွေကိုပေးစွမ်းခဲ့တာပါ။ဒီပွဲမှာအသက်22နှစ်ရွယ်လီယိုမာရှန်ကမိုက်ကယ်ဖဲလက်စ်ရဲ့2008စံချိန်ကို၄မိနစ်2.95စက္ကန့်နဲ့ချိုးပြတ်ခဲ့ပြီး ူရဲ့ပထမဦးဆုံးအိုလံပစ်ရွှေစိမ်းစုကိုရယူခဲ့တာကလည်းအမကန်ဖြစ်ရဲ့တစ်ခုအဖြစ်တည်ရှိခဲ့တာပါအမျိုးသမီးမာရသွန်ပြိုင်ပွဲမှာဆိုရင်စီဖန်ဟက်ဆန်ကအိုလံပစ်မှာကျေးဇူးတင်နှစ်ခုရရှိထားပြီးဖြစ်ပေမဲ့မာရသွန်ပြိုင်ပွဲကိုထပ်အနိုင်ရခဲ့ပြီး2နာရီ22မိနစ်55စက္ကန့်နဲ့အိုလံပစ်ဆန်ချိန်တင်ခဲ့ပါဗျ။ဒါအပြင်မင်းသားကြီးဂျက်ကီချန်ကလည်း2024ပဲရစ်ရဲ့ပါရာလံပစ်အဖွင့်အခမ်းအနားမှာမီးရှို့တိုင်ကိုကင်ဆောင်ခဲ့တာပါ။ဒီမီးရှို့တိုင်ကိုသူကင်ဆောင်ခဲ့တာကတော့ပထမဦးဆုံးမဟုတ်ပါဘူး။ 2008ခုနှစ်ပေကျင်းအိုလံပစ်မှာလည်းကိုင်ဆောင်ခဲ့ပါသေးတယ်။နောက်ထပ်အနေနဲ့ကျန်းမာရေးအခြေအနေကြောင့်လေးနှစ်တာအနားယူခဲ့တဲ့အဆိုရစလင်တီယိုကလည်း2024ခုနှစ်ပဲရစ်အိုလံပစ်ပွဲရဲ့အဖွင့်အခမ်းအနားမှာဖျော်ဖြေခဲ့ပါသေးတယ်။ဒီ2024အိုလံပစ်မှာနာမည်ကြီးခဲ့တဲ့နောက်ထပ်တအူးကတရကီတနက်ပစ်သမားယူဆစ်ဂျီကစ်ပါတနက်ပစ်အားသားသမားတွေကနားအကာနဲ့မျက်နှာအကာတွေကိုဝတ်ဆင်ကြပါမိမယ်။ ဒီကက်ကဒါရီမပါပဲနဲ့လက်တစ်ဖက်ကိုအိတ်ကတ်ထဲမှာပေါ့ပေါ့ပါထည့်ထားပြီးတော့ရှင်းပြနေတာပါဒီလိုအေးအေးစစ်စစ်နဲ့ဂီယုမဆိုင်တဲ့သူ့ရဲ့ခက်ချစ်စီပုံစံကတိရှိသူတွေရဲ့အာယုံကိုဖန်ဆောင်းနိုင်ခဲ့တာကြောင့်တကမ္ဘာလုံးမှာသူ့ရဲ့ပုံရိပ်ကပြန့်နှံ့သွားခဲ့ပါတယ်အခုလိုအစင်လာကြီးမားပြီးတော့ကမ္ဘာတဝန်းကလူတွေအထွတ်မြတ်ထားရတဲ့အိုလံပစ်ကခုန်ကျက်သည်တွေနဲ့အလုံးစုံကမှုနေရလို့အားလုံးကထင်နေကြမှာပါ ဒါပေမဲ့အရာအလုံးကရွှေရစိတ်စုတွေနဲ့တောက်ပွားနေကြတာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုရင်အိုလံပစ်ကိုလက်ခံကျင်းပကြတဲ့အင်ရှင်နိုင်ငံတွေကပြင်းထန်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကြရတာကြောင့်ပါ။ဥပမာပြောရရင်2020တုန်းကဂျပန်ကကိုဗစ်အတွင်းအိုလံပစ်ကျင်းပခဲ့တာမို့ပြည်သူတွေရဲ့စံကျင်မှု80ရာခိုင်နှုန်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဆန္ဒပြသူတွေကပယ်ဖျက်ဖို့တောင်းဆိုခဲ့ကြပေမဲ့ IOC ကဆက်ကျင်းပဖို့လှုံ့ဆော်ခဲ့တာပါ။ဒါအပြင်ကုန်ကျစရိတ်ကလည်းဒေါ်လာ15.4ဘီလီယံအထိရောက်ခဲ့ပါတယ်။ ြောရရင်အရှင်နိုင်ငံတွေကအိုလံပစ်ကျင်းပဖို့အစားအုံတွေကိုအလင်းစလို့ဆောက်လုပ်ကြရတာကြောင့်ဒေသခံလူတွေက နေရအခက်အခဲတွေနဲ့ကြုံတွေ့ရပါသေးတယ်။ဥပမာ1996ခုနှစ်အိုလံပစ်အရှင်နိုင်ငံဖြစ်ခဲ့တဲ့မွန်ထရီယယ်ကဒေါ်လာ3.5ဘီလီယံအကျွေးကိုပြန်ဆက်ဖို့နှစ်ပေါင်း30ကြာခဲ့တာပါ။ဒါကြောင့်အိုလံပစ်ကိုအရှင်နိုင်ငံအဖြစ်လက်ခံကျင်းပတာကအနည်းငယ်များတဲ့လမ်းကစားတစ်ခုလို့ဆိုရမှာပါ။ ဒါကြောင့်အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေရောအိုလံပစ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုအထင်မြင်ယူဆချက်တွေရှိလဲဆိုတာအောက်ကကွန်မန့်မှာမျှဝေပေးကြပါအောင်ရှင်